ေးအခင်ယေရှုခရစ်တော်ရဲ့မဟုတ်မမှန်တဲ့တင်းတွေကိုအခြားဘာသာတရားတွေကတကယ်တော့တယ်ပြီးရင်စာတွေလည်းဖြန့်ဝေထားတယ်ပေါ့နော်ဒီရားတွေရှိတယ် ိဘက်ဒီမှာသွားရောက်ပြီးတော့တပည့်ခံနေတယ်။တကယ်တော့ Israel နဲ့တိဘက်ဆိုတာကအဝေးကြီးပဲ။မဖြစ်နိုင်တဲ့အရာကြီးကိုရမရမကစွဲပြီးတော့အဝတ်စရာကောင်းတာတော့တကယ်ဒါရေးတဲ့သူတွေအမင်္ဂလာရှိတယ်။အဲ့ဒါရေးတဲ့သူတွေလည်းတည်သွားပါပြီ။အခုဆက်ဖြတ်မယ်ဆိုရင်လည်းဒါအမင်္ဂလာရှိတယ်။ဒါပေမဲ့ဒါကဘုရားပြောထားပြီးသားဘုရားပြောတဲ့စကားပေါ့နော်။ဒါပေမဲ့ဘုရားကိုယုံကြည်တဲ့သူတွေကတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကိုယ့်ဘက်ကပြက်သိခံစရာရှိတာပြောစရာရှိတာပြောရမယ်။ဒါပေမဲ့အခြားသောဘာသာရေးတာဆိုရင်တော့ဒါမဲ့ဖြတ်မယ်ဘာညာအဲ့ဒီလိုမျိုးအပြစ်ရှာပြီးတော့အမျိုးကသနာရှာမှာတေးချတယ်။အဲ့ဒါကတခုချားပါလေ။ဒါပေမဲ့ဘုရားတခင်ကိုယုံကြည်တဲ့သူတွေကတော့မသိတာကိုသိအောင်ပြောပြမယ်။အဲ့ပြီးရင်ဆုတောင်းပေးမယ်ဒါပါပဲ။တခေယေရှုတို့ကဟို session နဲ့ပေါ်ပါလေ ဆယ်နှစ်နဲ့ပြတ်တယ်အဲအဲ့ဒါလုံးယုံမလားဆယ်ရှစ်နှစ်ပြောက်ခဲ့တယ်ဆိုပြီးတော့ပြောတယ်လုံးဝမပြောက်ပါဘူးဒါခင်ယေရှုခရစ်တော်မွေးပွားတယ်မွေးပွားခြင်းမှာအာမာကုပညာရှိတွေရောက်လာတယ်ဟိုဟေရုမင်းကိုလာတွေ့တယ်ဘင်းစီအရင်ဝင်ရတာမာကုပညာရှိတွေဆိုတာအီရန်အီရန်တို့ကအဲ့ဒီကာလမှာပေါ့နော်အဲ့ကလာတဲ့ပညာရှိတွေဒါခင်ယေရှုယုံကြည်လက်ခံတယ်တွေ့သွားတဲ့အခါမှာဟေရုမင်းကပြန်လာပြောပါလို့ပြောတဲ့အခါမှာကောင်းတယ်ဖရားသခင်ကသူတို့ကိုအိမ်မက်နဲ့စကားပြောတယ်အိမ်မက်နဲ့စကားပြောပြီးတော့မင်းဟေရုစီမတော်နဲ့လာရလမ်းကိုပြန်နဲ့အခြားသောလမ်းကိုပြန်လို့ပြောတဲ့အခါမှာဟေရုမင်းကိုမတွေ့တဲ့ချားမင်းနဲ့ရှောင်းတယ်အဲ့ဒါကိုဟေရုမင်းကဘာလို့လဲဆိုတော့ဒေါ်လာထွက်ပြီးတော့ မပြောရကောင်းတာတကယ်တော့ဟီရိုမင်းကအဲ့လိုလိုမျိုးမနာတခင်ယေရှုကိုအဲ့မှာအာသူနဲ့ရှင်ပြိုင်တဲ့ဘယင်ပေါ်လာပြီဆိုပြီးတော့ဖြက်စီးဖို့လုပ်တယ်ဒါပေမဲ့မရပါဘူးအဲ့ဒီအချိန်မှာဘာလို့လဲဆိုတော့အမိန့်ထုတ်တယ်ဒီအာဣတလီလာတိုင်းမှာနှစ်နှစ်အောက်ကလေးတွေအကုန်လုံးပေါ့နော်အာဖြက်စီးဖို့အမိန့်ထုတ်တယ်အဲ့ဒီအချိန်မှာတခင်ယေရှုခရစ်တော်ကိုအာသူ့ရဲ့ဒီမာရီပေါ့နော်ယောသက်တို့ကဥဆောင်ပြီးတော့ဖခင်တခင်ကဗျာဒိတ်ပေးတဲ့အချိန်ကောင်းကင်တမန်ကလာပြောတာအဲ့ဂုတ်တူပြီးရောမစင်အီဂျစ်ပြီးခဏသွားပါဆိုအီဂျစ်ပြီးမှာခဏသွားတယ်ပေါ့နော်နှစ်နှစ်အရွယ်မှာအီဂျစ်ပြီးမှာခဏသွားတယ်ဟိုတော့တွေ့ရတယ်ပြီးတဲ့အခါမှာအဲ့ဒီလူမျိုးတခင်ယေရှုကို ဟိုတက်ဖို့ပေါ့နော်ဂျန်စီလက်ဟီးရိုမင်းကတည်သွားပါလေ။တည်သွားတဲ့အချိန်မှာပြန်လာပြီးတော့ဂျန်စာကဒီလိုပြောတယ်။ပထမရှုမှတ်ပတ်သက်ပြီးတော့အာရှင်မတက်ကုံဂျန်ခန်ကြီးနဲ့အငယ်23မှာခရစ်တော်ဒီနာဇရက်လူကြီးခေါ်ရလက်တန်ဟူသောပရောဖက်တို့ဤနှုတ်ထွက်နဲ့အညီနာဇရက်မြို့သောမြို့သူရောက်ပြီးအမြဲနေလေအမြဲနေလေဒီမှာကြည့်ရဆိုနာဇရက်မြို့မွေးလာကဘက်လင်မြို့မှာကြီးသွားတာကနာဇရက်မြို့မှာအဲ့ဒါကြောင့်တတိယယေရှုကိုအများအပြားကျမ်းစာထဲမှာကွာနာဇရက်မြို့သာယေရှုခရစ်တော်ဘာဖြစ်လဲဆိုနာဇရက်မြို့မှာကြီးသွားတာအာအဲ့ဒီခါမှာသူရဲ့အတက်ရအမှုတော်မဆောင်ခင်ထိအောင်အာမန်လူတော်ဝနေပါတော့တတိယယေရှုလက်သမားအလုပ်ကိုလုပ်တယ် ဆိုတာကိုတွေ့ရတယ်ကျမ်းစာထဲမှာအဲဒါကြောင့်ပတ်ဝန်းကျင်ကလူတွေကဟာသခင်ယေရှုကနှုတ်ကပတ်တော်တရားတွေဟောတကိုးတွေပြတဲ့အခါမှာဟာသူကဘာလို့လဲဒီတကိုးတွေရတာလဲသူပြောဟောပြောတဲ့ပညာတွေကဘယ်ရရတာလဲသူကသိတယ်ငငယ်ရွယ်ရွယ်ကလေးကပေါ့နော်နာစတဲ့မျိုးငါတို့အိမ်ကြီးချင်းတွေသိတယ်ဆိုပြီးတော့အံ့ဩတာပေါ့နော်အဲဒါလိုမျိုးကျမ်းစာထဲမှာတက်တိခန္ဓာတဲ့သခင်ယေရှုကဘယ်တိဘက်မှာမတော်ဘူးအဲဒါကြောင့်တိဘက်ပြီးသွားတယ်ဆိုတော့ရေးသားဖြန့်ဝေတဲ့သူကမူတာအမင်္ဂလာရှိတဲ့သူတွေဖြစ်တယ်ညီမညီမတလွဲပေါ့နော်သခင်ယေရှုအကြောင်းကိုတလွဲဖြန့်ထားတာဘယ်မှမတော်ဘူးနာစတဲ့မျိုးမှာအာသခင်ယေရှုကအစဉ်တိုင်းကြီးထွားတာဖြစ်တယ်အဲဒါတကိုးတွေဘယ်လိုရလာတယ်လဲအဲဒါသူအိမ်ကြီးချင်းတွေဟာအယံကိုထူးဆန်းတယ် ဟိုဘယ်လိုပြောမလဲပရောဖက်တိမိမိနေရင်းနဲ့ညံ့တာမရတဲ့တချို့လူတွေဒီတိုင်းပဲတခင်ရှင်နဲ့ပတ်သက်ပြီးတော့ ဟိုငွေကြီးကမှောင်မိုက်တယ်တကယ်ရှိရဘူးလဲဆိုတာမသိဘူးပေါ့နော်အဲတကယ်ရှိရကက်ဒီရှင်ဖြစ်တယ်ကြာတာတည်းမှာတကယ်ရှိရမွေးပွားခြင်းကဗျာဒိတ်တော်အတိုင်းလွန်ခဲ့တဲ့ BC နှစ်ပေါင်းများစွာကာလကလေးကကြည့်ရှုလို့သတို့သမီးကညာတွေတားရောက်ကြားကိုပွားလိုက်မယ်အဲကက်ဒီရှင်ဖရာသခင်ဖရာသခင်ကဘာလို့မှမမြင်ဘူးဒါပေမဲ့အဲ့ဒီဖရာသခင်ကလူသားတွေရဲ့အပြစ်အတွက်ကက်ဒီပေးမယ်ကြွလာမယ်ဘယ်ကနေပြီးကြွလာမလဲဆိုတော့အပြုကညာကနေမွေးပွားလာတော့မွေးပွားလာတဲ့ခါမှာအပြုကညာဖြစ်တဲ့မာရီကနေမွေးပွားလာတယ်တဘာဝလွန်အဲတော့ကြားစာကဖရာပြောတဲ့စကားတွေကတဘာဝလွန်တချို့ဟာတွေလုံညာနဲ့လိုက်မမိနိုင်ဘူးဖရာပြောတဲ့စကားတဘာဝလွန်နေဟိုနိစေယမိနိုင်တယ်လို့သာပြောပြတာတခင်ရွှေမွေးဖွားခြင်းကတဘာဝလွန် လူရဲ့မိထုံနဲ့မွေးလာတာမဟုတ်ဘူးလူရဲ့မျိုးစေ့နဲ့မွေးလာတာတချို့ကမဖြစ်နိုင်ပြောတယ်မဖြစ်နိုင်တာလူရဲ့ညံလိုက်မမီလို့မဖြစ်နိုင်ဒါပေမဲ့ तू လောက်ကသဘာဝလို့အဲ့ဒါဒီကျွန်နာစရက်မျိုးမှာကြီးထွားတယ်ဗက်လင်မျိုးမှာမွေးရဲ့နာစရက်မျိုးမှာကြီးထွားတယ်လက်ဝါးကားတိုင်းမှာလူတွေရဲ့အပြစ်တွေအဝေးခံတယ်ပြီးကြက်စာလာတဲ့အတိုင်းနှစ်ပေါင်းများစွာကလေးကဟောတဲ့ခါကျတကယ်ကျွန်တော်တုံးရင်တော့မှရှင်ပြန်ထမ်းမြောက်တယ် तू တရားဟောတဲ့အချိန်မှာလည်းပြောတယ်ရှင်ပြန်ထမ်းမြောက်မယ်အခြားဟာတွေမှုတာတယ်ဒီဘက်ဒီဘာတိဘက်ကြီးသွားလို့လဲပြီးတကယ်ရှိဟောတဲ့တရားတွေကထာဝရအသက်ရှင်ခြင်းတရားမိစ္ဆာထာဝရတည်မြဲသောတရားကဲတင်ခြင်းတရားတွေပေါ့အေးမင်္ဂလိတရားတွေပေါ့နိုင်ငံတော်ကျွန်တော်ကောင်းကင်နိုင်ငံတော်အကြောင်းတွေပေါ့တာ ဟိုတခြားဟိုဘာသာတွေကဆိုရင်အနတ်တမှာလမ်းဆုံးတဲ့တရားတရားလည်းမတူဘူးဗျာအနတ်ကရည်စရာဟိုပြောတဲ့သူတွေတရားဖြန့်ဝေတဲ့သူရွင်စရာကြီးပေါ့နော်သူတို့ရဲ့လောက်ရကတကယ်အမေနာလာရှိတာပေါ့နော်ဘာကြောင့်အဲ့လိုလောက်လဲဆိုတော့သူတို့နောက်ပြာစာဒမနဲ့မနဲ့ကသူတို့ခိုင်းတာသူတို့ကနှဆိုးရဲ့လက်အောင်မှုတာတွေဖြန့်တာပေါ့နော်ဘာကြောင့်အဲ့လိုလဲဆိုတော့မနက်ရဲ့စာရန်ရဲ့နဆိုးရဲ့လုံရအားလုံးကတခင်ယေရှုခရစ်တော်ဖခင်ဖြစ်ကြောင်းကိုမမြင်အောင်နိလန်အမျိုးမျိုးနဲ့တာထားဒါတော့ပထမပိုင်းနေနဲ့ ဒါပြောပြချင်းဖြစ်တယ်ပေါ့နော်တခင်ယေရှုကဘယ်တိဘက်မှမသွားဘူးရှောက်ပြောတာမှုတာဟောနေတာပြီးတခင်ယေရှုဟောတဲ့တရားနဲ့အဲ့ဒီတိဘက်တရားနဲ့ကလည်းစန့်ကျင်ဘက်ဟိုကဟိုတင်ခါရတရားရာကအတင်ခါရအစင်မြဲတည်တော်တရားတက်ရှင်ချင်းထောက်ရတက်ရှင်တရားဟောနေတဲ့ဒုက္ခနဲ့တရားမတူဘူးအဲ့တော့ငါကွာချာအဲ့တော့တချို့ကလေလူဆိုတဲ့ဘက်တော့ကွာကြတာမှုတာဆိုရင်ရံ့ယုံကြတယ် သစ္စာတရားမယုံကြဘူးအလူတိုင်းကလည်းဘုရားသခင်မြင်ဖို့ဆိုတာခက်တယ်ယေရှုခရစ်တော်ဘုရားသခင်ဖြစ်တဲ့အသိမြင်ဖို့ဆိုတာလည်းခက်တယ်ပေါ့နော်ဒါကတော့လူတွေရဲ့ရွေးချယ်မှုပေါ့နော်ကျမ်းစာကတော့ရှင်းရှင်းလင်းလင်းပေါ်ပြထားပြီးတာနာဇရက်မြို့မှာစံတန်ကြီးထားတယ်လူတွေရဲ့ပြည့်တွေ့သုံးရမျိုးစုံတွေမှာရှင်ပြန်ထားမြောက်တယ်အဲ့ဒါကသစ္စာတရားတမန်တရားဖြစ်တယ်ယေရှုခရစ်တော်ကြီးဘုရားသခင်ဖြစ်တယ်တဘာဝလည်းမွေးပွားလာတယ်လဝါသားလိုက်ပေါ်မှာတဘာဝလည်းအဖိတ်ခံသူ့အသက်ကိုဆွံ့တဘာဝလည်းပြန်ပြီးတော့ရှင်ပြန်ထားမြောက်လာတယ်ကတော့ဘာဝတရားလုံးကိုကျော်နေဒါကြောင့်တချို့လူတွေနားမလည်နိုင်ဖြစ်နိုင်ပါမလားစိတ်ကိုရင်လို့ထင်တာအေးအဲ့ဒါပဲလူတွေသိတာတော့ဘာဝတရားကြီးတဲမှာပိတ်နေတာပေါ့နော် တော့တခင်ယေရှုခရစ်သည်အရာခတိကိုဖန်ဆင်းတဲ့ဖခင်ဖြစ်တယ်။ယေရှင်ရှင်ဖြစ်တယ်။လူသေးသားကိုစောင့်ထက်တဲ့လူသားလည်းဖြစ်တယ်။ဖခင်ခင်လည်းဖြစ်တယ်။တေချင်းကိုအောင်မြင်တဲ့ဖခင်ဖြစ်တယ်။ယုံကြည်လက်ခံတဲ့သူဖခင်ရှိမှပြည့်ခွင့်လက်ချင်းရမယ်။အသိပြုပညာခံလာရမယ်။ဖခင်နိုင်ငံတော်ဝန်ဆောင်မှဖြစ်တယ်။ငရဲဆိုတာထိုးသူတက်မဆိုင်တော့ဘူး။အရာအလုံးကိုတရားစီမဲဆိုတာလည်းယေရှုခရစ်ဖြစ်တယ်။ကြားစရာနားချစ်တော်ယုံကြ။ကြားပါလေ။မြင်နိုင်တော်သူမိဒီကမြင်ပါစေ။